သတိမြန်မာစီစဉ်လေးကိုအစီအမဲအားပေးလာတဲ့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျမရင်းနဲ့လှပဆိုင်ရာအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးကနေပြီးတော့အခုတစ်ခါမှလည်းမိုးရာသီမှာအပြင်းများပြီးအသက်အန္တရာယ်အထိစိုးရင်ရတဲ့သွေးလွန်တို့ကွေယောဂအကြောင်းနဲ့သွေးလွန်တို့ကွေယောဂမဖြစ်အောင်ဘလို့ကာကွယ်သင့်တယ်လဲ။ယောဂလက္ခဏာတွေအရောဘာတွေလဲဆိုတာကိုတင်ဆက်ပေးသွားပါမယ်နော်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမဲ့ဗီဒီယိုလေးဖြစ်တာမို့လို့အဆုံးထိကြည့်ရှုပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ Happy မြန်မာ YouTube Channel လေးဒီမိတ်ဆွေတို့ရဲ့ကြမ်းမာရေးကိုအထူးအလေးထားသော Channel လေးဖြစ်တာမို့လို့ကြမ်းကြမ်းမာမာနဲ့ဘဝကိုဖျက်ဆီးလိုသူတိုင်း Subscribe လေးနှိပ်ထားတဲ့ Channel လေးတစ်ခုဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ကြအောင်ဗျာ။ကျွန်တော်မြန်မာနိုင်ငံမှာຫນွေမိုးစောင်းဆိုပြီးဥရုသုံးမှရှိတဲ့အထက်ကမိုးရွာသီမှာဖြစ်တတ်တဲ့သွေးလွန်တို့ကွေးယောဂါကိုအထူးသတိထားဖို့လိုပါတယ်ခင်ဗျာ။ များသောအားဖြင့်တော့သွေးလွန်နှုတ်ခွေးယောဂါဟာကလေးငယ်လေးတွေမှာဖြစ်နိုင်သလိုတခါတရံလူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်ခင်ဗျာဒီယောဂါကတခါတရံပြင်းထန်တဲ့အတွက်ကြောင့်အဆစ်နဲ့ကြွက်သားနာကျင်မှုတွေဖြစ်ပွားစေပြီးအယိုးကျိုးတို့ခံစားရတာမို့လို့ brain bone fever လို့လည်းခေါ်ဆိုကြပါသေးတယ်ကျွန်တော်အနေနဲ့ဒီယောဂါနဲ့ပတ်သက်ပြီးလူတိုင်းနားလည်အောင်အယိုးရှင်းဆုံးပြောပြပေးသွားပါမယ်သွေးလွန်နှုတ်ခွေးဗိုင်းရပ်စ်ဟာချင်းမတဆင်လူခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်ပြီးယောဂလက္ခဏာတွေခံစားရတတ်ပါတယ်။အစာပိုင်းမှာတော့အပြင်းဖျားခြင်း ကျွမ်းသားနဲ့အဆင်အမြင့်တွေနာကျင်ကြိုက်ခဲခြင်းတွေခံစားရတတ်ပါတယ်။အပူပိုင်းနဲ့အပူရော်ပိုင်းဒေသတွေမှာအဓိကဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ဖျားနာပြီးကိုယ်လက်ကြိုက်ခဲတာဟာပြဿနာသိမ့်မရှိပေမဲ့သွေးလွန်တို့ကွေးရောဂါဟာဆိုးရွားတဲ့အခြေအနေတွေကိုလည်းဥတည်နိုင်ပါသေးတယ်။ဘလောက်တောင် ဆိုးရင်ရလဲဆိုရင်တော့သွေးထွက်လွန်ခြင်းသွေးပေါင်ရုပ်တရက်ထိုးကျခြင်းနဲ့သေဆုံးခြင်းတွေအထိကိုဖြစ်နိုင်ပါတယ်။သွေးလွန်တုပ်ကွေးယောဂါရှိတဲ့သူတွေမှာဖြစ်ပေါ်လေးရှိတဲ့ယောဂါလက္ခဏာများကိုကျွန်တော်ဆက်ပြီးပြောပြပေးသွားပါမယ်။ ဘယ်လိုလက္ခဏာတွေလဲဆိုရင်တော့တချို့သိပ်ပြီးမပြင်းထန်တဲ့ယောဂအခြေအနေမှာလက္ခဏာတွေဟာအကုန်မပေါ်တတ်ပါဘူးခင်ဗျာဗိုင်းရပ်တည်ဆောက်ထားတဲ့ချင်းကိုက်ခံရပြီး၄ရက်ကနေ9ရက်အထိအခုကျွန်တော်ပြောပြမယ်ယောဂလက္ခဏာတွေရှိနေတတ်ပါတယ်အဲ့ဒါတွေကတော့အဖျားကြီးခြင်းခေါင်းကိုက်ခြင်းကြွက်သားများနာခြင်းကိုက်ခဲခြင်းပြုတ်အံခြင်းဂလင်းများရောင်ရမ်းခြင်းမျက်လုံးကိုက်ခဲခြင်းအနီရောင်ဆက်ပြောက်များခြေလက်တွေမှာပေါ်လာခြင်းတို့ပဲဖြစ်ပါတယ် ဒီလိုလက္ခဏာတွေဟာရက်သက်တစ်ပတ်အတွင်းမှာပျောက်ကင်းသက်သာသွားနိုင်ပါတယ်။အဲ့လိုပျောက်ကင်းမှုကလည်းဓာတ်စားရည်နိုင်နိုင်တိုက်ပေးဖို့လိုပါလိမ့်မယ်ခင်ဗျာ။ဆရာဝန်ညွှန်ကြားချက်အတိုင်းမပြတ်မကွက်လိုက်နာမယ်ဆိုရင်တော့ဆင်းရုံတရနိုင်ခြင်းနည်းပါတယ်။ဒါပေမဲ့အချို့အခြေအနေမှာဆိုရင်တော့ယောဂလက္ခဏာဟာပုံမဆိုးွားလာပြီးအသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဖြစ်နိုင်ပါတယ်။ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်ယောဂလက္ခဏာပြင်းထန်မှုကြောင့်စာချင်မြင်သွေးကြောလေးတွေပျက်စီးသွားပြီးရိုးစိမ့်မှုတွေဖြစ်လာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါဆိုရင်တော့ language hemorrhagic fever လို့ခေါ်တဲ့သွေးလွန်တိုကွေးရောဂါရဲ့ပြင်းထန်တဲ့အခြေအနေကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်။နောက်ထပ်အဆိုးအဝါဆုံးကတော့သွေးဆုပ်သွေးလန့်ခြင်းဖြစ်ပြီး short ဖြစ်နိုင်တဲ့ language short syndrome ပဲဖြစ်ပါတယ်။ဒီအမျိုးအစားနှစ်ခုကတော့ပြင်းထန်ပြီးအသက်သေးစေနိုင်လောက်တဲ့အထိဖြစ်နိုင်ပါတယ်။သွေးလွန်တိုကွေးရောဂါပြင်းထန်တဲ့အခြေအနေနဲ့ short ဖြစ်နိုင်တဲ့အခြေအနေတွေမှာအခုလိုလက္ခဏာလေးတွေလည်းပြတတ်ပါသေးတယ်။ဘလို့လက္ခဏာတွေလဲဆိုရင်တော့အသက်ရှူမြန်လာခြင်းအသက်ရှူကျက်လာခြင်းခြေပြားလက်ပြားတွေအေးဆက်လာခြင်း သုံးရမြောင်းနေ့တွင်ရုတ်တရက်ဆိုသလိုအဖျားကျသွားခြင်းပုံမှန်အတိုင်းလှုပ်ရှားမှုမရှိဘဲနှုံးခွေနေခြင်းအလွန်အမင်းဘိုက်အောင်ခြင်းမယံမနာအလွန်အမင်းအန်နေခြင်းအန်တဲ့အခါမှာကော်ဖီအနည်းအရောင်များအန်ခြင်းကိုဆိုလိုပါတယ်နှာခေါင်းသွေးရှံခြင်းတဖုံးသွေးယိုစိန်ခြင်းစီးအောင်ယင်ခြင်းဝမ်းမဲသွားခြင်းခြေလက်တွေမှာအနီးစက်တွေပေါ်လာခြင်းများဖြစ်ပါတယ်အခုလိုလက္ခဏာတွေရှိနေပြီဆိုရင်တော့နှီးစက်ရဆေးရုံကိုမဖြစ်မနေသွားတတ်ပါဘီအတော်လေးအန္တရာယ်ကြီးမှပြီးအသက်ဆုံးဆုံးနိုင်တာမလို့ပဲဖြစ်ပါတယ်ခင်ဗျာ ဆေးရုံတို့အယောက်နောက်ကြပြီးရှော့ဖြစ်ကအသက်ဆုံးဆုံးသွားရတဲ့သူတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့ဆမနေပဲနီးစပ်အဆေးရုံကိုတန်းပြီးတော့သွားတင်ပါတယ်ခင်ဗျာဘလို့အခြေအနေမှာအသက်ဆုံးဆုံးနိုင်တယ်ဘလို့အခြေအနေမှာဆိုရင်တော့ဈေးခံပြဖို့လိုတယ်ဆိုတာတွေကိုကျွန်တော်အထက်မှာပြောပြပေးသွားခဲ့ပါတယ်အဲ့ဒါရင်နဲ့ပတ်သက်ပြီးသွေးနှုန်တို့ကိုရောဂါမဖြစ်အောင်ဘလို့ကာကွယ်ရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်နံပါတ်1လေကောင်းလေတက်ရပြီးအလင်းကောင်းကောင်းရနိုင်တဲ့နေရာမှာနေပါ သွေးလွန်တို့ကယောဂါကိုတည်ဆောင်းလာတဲ့ခြင်းဟာအာယုံတက်ခါစားနနက်ခင်းတဲ့နေဝင်ရည်တရောမှောင်ရည်ပြိုးစာချိန်မှာပိုကိုက်တတ်ပါတယ်။ညဘက်မှာလည်းယောဂါဘူးတည်ဆောင်းလာတဲ့ခြင်းကရှိတတ်ပါတယ်။အဲဒါကြောင့်အလင်းရောင်ကောင်းစွာရတဲ့နေရာများမှာနေထိုင်ကြရမှာဖြစ်ပါတယ်။နံပါတ်1ခြင်းမကိုက်စေးရည်အသုံးပြုပါ။ခြင်းများပေါက်ဖားမှုနှုံမြင်မသည့်မိုးရာသီတို့ကာလမျိုးမှာသွေးလွန်တို့ကယောဂါကာကွယ်တဲ့အနေနဲ့အဝတ်အစားများဖက်နှက်များကိုခြင်းများမလာနိုင်တဲ့စေးရည်စိန်ထားပြီးဝိစဉ်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ခြေနာကိုလည်းစေးရင်စိန်ခြေနာအသုံးပြုပေးပါခင်ဗျာအရေပြားကိုလည်းခြေမကိုက်အောင်ကာကွယ်ပေးတဲ့အနေနဲ့လိမ့်စေးဖျန်းစေးတွေအသုံးပြုလို့ရပါတယ်အဲ့ဒီစေးတွေကတော့စေးဆိုင်တွေမှာအလွယ်တကူဝယ်ဥလို့ရပါတယ်ခင်ဗျာအနံ့ပြင်းနဲ့ဆက်ပြားရေမွေးတွေကလည်းခြေနေကိုကောင်းကောင်းဆွဲဆောင်နိုင်တာမို့လို့ဖြစ်နိုင်ရင်မသုံးမဲ့ခြေပြေးဖို့တည်တံ့ထုတ်ထားတဲ့စေးရည်လေးတွေကိုအသုံးပြုပေးသင့်ပါတယ်ဒါမှသာသွေးလွန်နှုတ်ခွေးယောဂါကိုတားဆီးနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်3အင်ကြီးလက်ရှိဘောင်းမီရှိဝစ်စင်ပါ ချင်းကိုက်ခံရနိုင်ရှိတဲ့နေရာတွေကိုသွားတဲ့အခါအင်ညီလက်ရှိဘောင်းမီရှိခြေအိတ်ရှူဖနက်စတာတွေကိုဝစ်ဆင်ပြီးလုံလုံခြုံခြုံနေသင့်ပါတယ်အဲ့လိုဝစ်ဆင်တဲ့နေရာမှာလည်းတားအထူကြီးတွေကိုဝစ်เสียမလို့ပါဘူးခင်ဗျာနံပါတ်၄ရေသေးစူးစောင်းနိုင်တဲ့နေရာတွေကိုဖယ်ရှားပါဒီအချက်ကတော့သွေးလွန်တုပ်ကွေးယောဂါကိုကာကွယ်တဲ့နေရာမှာအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ် ။ဘာလို့လဲဆိုရင်တော့ရေသေစုဆောင်းနိုင်တဲ့နေရာတွေကိုဖယ်ရှားလိုက်မယ်ဆိုရင်ရေသေဟာပိုးလောက်လွားတွေပေါက်ဖွားရနေရာဖြစ်ပြီးတော့ပိုးလောက်လွားတွေဟာသွေးလွန်တို့ကွေဗိုင်းရပ်စ်တွေကိုသေဆောင်ထားတဲ့ခြင်တွေဖြစ်လာစေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်ငငယ်တုန်းကလိုမျိုးပဲဖုံးတို့လဲစစ်ဆိုတဲ့စောင်းမုံလေးအတိုင်းပဲကျင်းသုံးပေးပါခင်ဗျာ။ခြင်များပေါက်ဖွားမှုနှုန်းကိုရှော့ချစေဖို့ရာရေစီရေပိုင်းတွေကိုအဖုံးနဲ့လုံးကျုံစွာဖုံးပါရေတွေစုဆောင်းနိုင်တဲ့ကားတာယာအဟောင်းတွေပုံးတွေခွက်တွေကိုသွန်ပါ ဖျားပန်းအိုးပန်းဆိုင်ထားတဲ့ပန်းအိုးတွေနဲ့အိမ်မွေးတရိတ်ဆန်တွေရဲ့အစာကွက်တွေကိုအ ਨੇ ဆုံးတစ်ပတ်တစ်ခါလဲလဲဆေးကြောပါ မလဲလဲနိုင်တဲ့ရေတွေတဲကပို့လောက်လွားတွေကိုစကားနဲ့စစ်ချပါအဲ့လိုနီးတွေနဲ့သွေးလွန်တို့ကွေးယောဂါကိုကာကွယ်လို့ရပါတယ်ခင်ဗျာနံပါတ်၅သွေးလွန်တို့ကွေးယောဂါကာကွယ်စည်းထိုးပါဒမ်ဘက်စီယာနဲ့ဂျူရန်ကဆိုပြီးကာကွယ်စည်း၂မျိုးလက်ရှိမှာတော့ထိုးလို့ရပါတယ်ခင်ဗျာဒမ်ဘက်စီယာကတော့သွေးလွန်တို့ကွေးယောဂါဖြစ်ဖူးတဲ့သူတွေသာထိုးလို့ရပြီးတော့ ဂျူတန်ကကတော့ယောဂမဖြစ်ဘူးတဲ့သူတွေပါထိုးလို့ရတဲ့အတွက်ပိုပြီးအဆင်ပြေပါတယ်။ကာကွယ်ဆေးတိုင်းကတော့တရားရဂန်တို့ကာကွယ်ပေးတယ်လို့မရှိပါဘူးခင်ဗျာ။အဓိကကတော့ကျွန်တော်အပေါ်ကပြောသွားခဲ့သလိုပဲကျွလွန်တို့ကွေယောဂကာကွယ်လို့ရတဲ့နီလန်းလေးတွေကိုကျွန်တော်မိတ်ဆွေတွေကစနစ်တကျလိုက်လုပ်ပြီးတော့ကာကွယ်တာကတော့အသင့်တော်ဆုံးပဲဖြစ်ပါတယ်။အခုတော့ဆိုရင်တော့ကျွန်တော်မိတ်ဆွေများလည်းတွင်းလွန်တော်ကိုယောဂာနဲ့ပတ်သက်ပြီးသတိထားတဲ့လက္ခဏာများနဲ့ကာကွယ်လို့ရတဲ့နီလန်းလေးတွေကိုအနည်းငယ်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ။ အခုလိုမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ပြီးလို့လည်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘလို့စိတ်ဝင်စားစရာကျမ်းမာရေးအကြောင်းအရာများကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်ဒီစီစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။